ဆာမျက်နှာ30မှာပါတယ်ဝနယုလေးတွေတင်ပေးသွားမယ်နော်ဝနယုလို့ခေါ်တယ်နော်ဟုတ်ကဲ့ပါဝနယုမှာ ပုံတေ၄ပုံရှိပြီးတော့အတန်၄တန်ရှိပါတယ်တေချာမှတ်ထားရမှာဝနယုတန်ဒီ၄တန်ရှိတယ်ဟုတ်ပလားဝနယုကို BE အထက်မှာထားရမယ်ပြောမယ်ဆိုရင် B နဲ့တရနဲ့စလုံးပေါင်းလိုက်လို့ရှင်ဆိုရင် B ရဲ့ပုံမှာဒီဝနယုလေးတွေကိုလိုက်ထည့်ရမယ်လောလောဆယ်မှာဝနယုလေးတွေရဲ့အတန်ထွက်လေးတွေသူ့ရဲ့နာမည်လေးတွေကိုလိုက်ပြီးတော့အတူတူဖတ်ကြမယ်နော်ပထမဆုံးဝနယုမှာ my a my a လို့ခေါ်ရနော်ဒါလေးကတော့ဒီလိုလေးပေါ့တုံးချောင်းလေးတိတိလေးပေါ့နော် when you တွေက b တက်သေးနေရမယ်နော် b တက်မကြည့်ဘူးတလားဆက်သွားမယ် my to my to တတိယတလုံး my 3 my 3စတုထားကကျတော့ my จัตวา my จัตวาလို့ခေါ်တယ်ဒီဝင်ညူလေးတွေက b ရဲ့ပုံမှာထားရမယ်เนาะဟုတ်ကဲ့ပါဒီဝင်ညူလေးတွေထည့်လိုက်လို့ရှင်ဆိုရင်စလုံးပေါင်းတဲ့အတိုင်းအပြောင်းသွားတယ်ဝိဇလုံးပါတယ် အတန်ဖြစ်ဖြစ်တဲ့ဝိဇနုံပေါင်းချော့ချတဲ့အတန်ဖြစ်ဖြစ်တဲ့အောက်ကမြင့်ထက်လိုက်တဲ့အတန်မျိုးဖြစ်ရင်ဖြစ်သွားတယ်ဆိုတော့ဝနီယိုလေးတွေရဲ့ထက်လိုက်လို့ရှိရင်ဘလို့အတန်မျိုးတွေပြောင်းသွားလဲဆိုတာအောက်မှာဆက်ကြည့်ကြမယ်နော်ပထမဆုံးကြည့်မယ်ဝနီယိုမပါပဲဘီနဲ့တရနဲ့ပေါင်းပြီးထွက်လာတဲ့အတန်ကိုပုံမှန်အတန်လို့ခေါ်တယ်ဒါလဲပုံမှန်အတန် ကျွန်မကစွမ်းနာဝင်တဲ့ရုပ်လေးပုံကိုမထည့်လိုက်ဘူးဘီနဲ့တတာနဲ့ပဲပုံမှန်ပေါင်းထားတဲ့ဟာကိုပုံမှန်တန်လို့ခေါ်တယ်ပုံမှန်တန်ဒီမြန်မာစာနဲ့ရှင်မယ်ဆိုလို့ရှင်ဝိစနှလုံးပေါက်ထည့်လိုက်တဲ့အတန်လို့ခေါ်တယ်ဥပမာကောအာကာဝိစနှလုံးပေါက်ကာကြီးချာကာဝိစနှလုံးပေါက်ကာဆိုတဲ့အတန်ထွက်မယ်ကောအီကီဝိစနှလုံးပေါက်ကီဆိုတဲ့အတန်ထွက်မယ်ကောဦးကူဝိစနှလုံးပေါက်ကူဆိုတဲ့အတန်ထွက်မယ်ပေါ်အိုင်ပိုင်ဝိစနှလုံးထက်တာနဲ့တန်နေထွက်တယ်ဆိုတော့ပုံမှန်တန်သည်ဝိစနှလုံးပေါက်တန်ဒီဆရာတို့ဝင်ယူလေးတွေထည့်ပြီးတော့ပေါင်းကြည့်မယ်နော် ထမအောင်ဆုံးဆရာတော်ဝနယုမိုင်းအိတ်ထဲမယ်နော်ပုံမှန်ဘီနဲ့တရားနဲ့စလုံးပေါင်းမယ်ကောအီကီဟလာကောအီကီလို့စလုံးပေါင်းမယ်မိုင်းအိတ်အဲ့လိုထည့်ပြီးပေါင်းမယ်နော်အာချီချီလေးပေါင်းမယ်ဆိုလို့ရှိရင်ကောအီကီမိုင်းအိတ်ဟလာထွက်လာတဲ့အတန်ဒီမိုင်းအိတ်အတန်ဒီဝေစနှလုံးပေါင်းမထည့်တဲ့အတန်လို့မှတ်ထားမယ်ဗါလဲဝေစနှလုံးပေါင်းမထည့်တဲ့အတန်ဆိုတော့ကောအီကီဒီဝေစနှလုံးပေါင်းပါတယ်မိုင်းအိတ်ထည့်လိုက်တော့ဝေစနှလုံးပေါင်းပြတ်သွားတော့ ီလို့တန်ထွက်မယ်ကောအီကီမိုင်းအကီဟုတ်ပြီလားဆက်သွားမယ်ဆရာတို့မိုက်ထိုးထည့်မယ်ကောအီကီမိုက်ထိုးကီဘာတန်ထွက်လဲမြန်မာစံနဲ့ရှင်းမယ်ဆိုလို့ရှိရင်မိုက်ထိုးတီအောက်ကမြင့်ထည့်လိုက်တဲ့အတန်ဖြစ်သည်ဟုတ်ပြီလားကောအီကီမိုက်ထိုးကီ ဆက်သွားမယ်နော်ဆရာတို့မိုင်းတတိထဲမှာမိုင်းတတိနဲ့မိုင်းကျတဝါထည့်လိုက်တဲ့အတန်ထွက်တီမြန်မာစာမှလုံးဝကိုမရှိတဲ့အတန်ထွက်ဖြစ်တဲ့အကြောင်းမလို့တရားလေးနားထောင်ပြီးတော့သင်္ကေတလေးနဲ့မှတ်သွားပြပါနော်ကောဤကီမိုင်းတတိကီတော့အတန်ကိုမြင့်သွားတာကီဝိဇ္ဇနလုံးပေါင်းအတန်ကိုမြင့်သွားမယ်နော်ကောဤကီမိုင်းတတိကီဟုတ်ပြီလားဆက်သွားမယ်မိုင်းကျတဝါထည့်မယ်နော်ကောဤကီမိုင်းကျတဝါ ကီကျောင်းသားတွေစက်တော်အတန်ကိုမှတ်မိမယ်လို့ထင်တယ်။ဘာနဲ့ဘာနဲ့ပေါင်းရင်စက်တော်အတန်ထွက်လဲ။အမြင့်ပြီးနဲ့တရအတန်ရှင်နဲ့ပေါင်းရင်စက်တော်အတန်ထွက်တယ်။အဲ့ဒီစက်တော်အတန်မယ်အတန်အားအောက်ကိုကျလာတယ်။ကီဟုတ်ပြီလား။ဒါတွေရသလို့ရှိရင်ဝနရွတ်တန်လို့ခေါ်တယ်နော်။ကျတော့လွယ်လွယ်ကူမှတ်မယ်ဆိုလို့ရှိရင် egg အတန်ဒီဝိဇ္ဇနှလုံးပေါင်းမှာပါတဲ့အတန်ထိုးအတန်ဒီအောက်ကမြင့်အတန် ်တရီတန်သည်အတန်ထက်ကိုမြင့်နဲ့ကျတော်ဝါတန်သည်အတန်အောက်ကိုဆွဲချတဲ့အမြင်ပြီးနဲ့တရအတန်ရှင်နဲ့ပေါင်းလိုက်တဲ့အတန်โอเคဒီအတန်လေးတွေကိုကိုကရပြီးဝဏ္ဏယုလေးတွေကိုမှတ်မိပြီဆိုလို့ရှင်ဆိုရင်ဘီနဲ့တရနဲ့ပေါင်းပြီးတော့ဝဏ္ဏယုလေးတွေထည့်တဲ့သင်ခန်းစာကိုနောက်တဲ့စာမျက်နှာတစ်မျက်နှာမှာဆက်ကြည့်မယ်နော်